အဲဒီနေ့တို့ရေရှင်ကားရေတင်မတိသေးတဲ့တို့အကြောင်းအရင်းပြန်လဲကျူစွပါတယ်။ဒါလေးပင်လေရေအောက်ကပါရေဆိုရတယ်။တိတ်ကိုထူးခြားနတ်ဆိုင်ကျေပြန်တယ်။သူ့မှာအလှတရားရေအများကြီးရှိတယ်လို့အန်ရီလည်းရှိတယ်။ အဲ့လိုထူးခြားတဲ့ဆိုင်နဲ့ပင်လယ်သမုဒ္ဒရာကြီးထဲကနေအတုံးလပိုင်ရှင်လေးတူအကြောင်းပြောပြချင်ပါသေးတယ်။အဲ့အပြုံးနာပိုင်ရှင်လေးတွေကတော့ဘာလို့ထင်လဲဟုတ်ပါရဲ့သူတို့တွေကအားလုံးရဲ့အချစ်တော်လပိုင်လေးတွေပါပဲတကယ်ကြီးလို့မသိသေးရဲ့အပြုံးနာပိုင်ရှင်လပိုင်လေးတွေအကြောင်းပြောပြမယ်နော် ။ငပိုင်လေးတွေကလည်းရေထဲမှနေပြီမဲ့အံ့ဩစရာကောင်းတာပဲမျိုးတိုက်တတော်တွေဖြစ်ကြပါတယ်။လပိုင်မမီရဲ့ကိုယ်ဝန်ဆောင်ကာလလူတွေထတ်တောင်များတယ်။ဆလေးလာတဲ့။တချိန်ကိုလပိုင်လေးတကောင်မဲ့အကောင်လိုက်မွေးတယ်။မွေးပြီးလို့ရှင်လည်းလူတွေလို့ကလေးလေးအရွယ်မရောက်မချင်းအနားကမခွာအငင်းဆောင်ရှောင်းနေတတဲ့ဂျင်နန်တတဲ့မိခင်မြတ်တာအတီးရှိရဲ့တရိစံနေဖြစ်ပါတယ်။ လပိုင်ကလေးလေးတွေကအသက်9နှစ်ကနေ9နှစ်အရွယ်ရောက်ပြီဆိုလို့ရှင်မျိုးပွားနိုင်အောင်အရွယ်ရောက်တဲ့လပိုင်လေးတကောင်ဖြစ်လာပါပြီသူတို့ရဲ့ပုံမှန်သက်တမ်းကတော့အသက်30လောက်ထိတောင်ရှိကြပါတယ်တဲ့ပလင်းပုံနှုတ်ဒီနဲ့လပိုင်အဆက်ပြောက်တွေရှိရဲ့လပိုင်အရာဝတီလပိုင်စားတဲ့လပိုင်တွေအပါဝင်လပိုင်မျိုးစား40ဝန်းကျင်တောင်ရှိပါတယ်မြန်မာနိုင်ငံမှာတွေ့ရတာတော့အရာဝတီလပိုင်လေးတွေပေါ့ကွယ် အီယော်ရီလပိုင်းမျိုးကိုအာရှတိုင်းတောင်ပိုင်းနဲ့အရှိတအာရှဒေသရဲ့မြစ်ကြီးတွေဖြစ်တဲ့အီယော်ဝတီမြေ၊ဂင်ဂါမြေနဲ့မဲခေါင်မြစ်တို့အပြင်အင်ဒိုနီးရှားနိုင်ငံဘော်နီယိုဂျွန်းမွန်ကမဟာခမ်းမြေကြီးထဲမှာပါတွေ့ရှိရပါသေးတယ်တဲ့။လပိုင်းလေးတွေရေမျက်နှာပြင်ပေါ်တက်ပြီးတော့ခေါင်းဝန်းမှာရှိအပေါက်လေးနဲ့အသက်ရှူထုတ်တတ်ကြတာတော့ဒီပိသားမဟုတ်လား။ဒါပေမဲ့အသင်မသိသေးတဲ့တခြားအချက်လေးရှိသေးရဲ့နော်။ ။နှပိုင်းလေးတွေကလူတွေလိုပဲကိုပိုင်နာမည်လေးရှိကြပါတယ်တဲ့။သူတို့မွေးဖွားရင်းနေမှာပဲသူတို့ရဲ့လေးချွန်းတန်တစ်ခုကိုပေးတတ်ကြတယ်။အဲ့ပထမဆုံးထုတ်လွှင့်တဲ့လေးချွန်းတန်ကပဲသူတို့ရဲ့ကိုပိုင်နာမည်ဖြစ်ပါတယ်။အဲအဲ့လေးချွန်းတန်လေးနဲ့နာမည်လေးတွေခေါ်အတန်လေးတွေပေးပြီးတော့ဆက်သွင်းကြတာပါ။ပြီးတော့လူတွေမှာရှင်သွာအဆွေအန်သွာအန်ဆုံး သွား၄မျိုးရှိကြပါမယ်လပိုင်လေးတွေမှာတော့ပုံစံသူသွားတစ်မျိုးတည်းလေးပဲ54ကျောင်းရှိပါတယ်။နောက်သူတို့ရဲ့သွားလေးတွေကိုတတိထားကြည့်ကြည့်နော်။ငမန်းတွေလိုစူးတောင်တွေရှိတာရောတတိထားမိကြရမလား။ငမန်းနဲ့မှားနိုင်ပေမဲ့ငမန်းစူးတောင်ကြီးရတော့ကြောက်ရွံ့ကောင်းမှာ။ဟိုဝေးကလေးကတိတာလားဆိုတော့ခွင်းစားနိုင်ကြမှာပါ။လပိုင်မှာနောက်ထပ်ထူးခြားတဲ့ကွင်းကအစိပ်ပိုင်းတစ်ခုကတော့အမေးဖြစ်ပါတယ်။ သူ့အမိကအချောင်းငါးရီလို့ထောင်ပြားမနေပဲအလဲလိုက်ပြပြလေးအဲ့ဒီအမိကြောင့်ရေကူးပို့ကျွမ်းကြတာပေါ့။လမိုင်းနေရာရေကူးမြန်ပြီးတော့တနင်္လာရီ38မိုင်လောက်တောင်ကူးနိုင်ကြပါတယ်။နောက်ထပ်ထူးခြားရတဲ့ချက်ရှိပါသေးတယ်။အဲ့ဒီချက်ကတော့လူသိနေ။လမိုင်းလေးတွေကအဲ့လို့ရှိရင်ဘလို့အိတ်တယ်လို့ထင်လဲ။ဟင်ဖိုင်လေးတွေကအိတ်တဲ့ခါမှာမျိုးလုံးတစ်ဖက်ဖွင့်ပြီးတော့အိတ်ကြရှာရည်တဲ့ အိတ်တာတော့ရန်သူကိုတတိထားပြီးတော့အိတ်တက်တဲ့တတိကောင်းတဲ့ကောင်ကလေးတွေပေါ့သူတို့ကလေတေးသန့်နေခဲ့တဲ့အများနဲ့အုပ်စုလိုက်နေတတ်ကြသူလေးတွေပါဒါမှငမန်းလိုရန်သူတွေအနေနဲ့လည်းအချင်းချင်းကောက်ခွဲပေးနိုင်ကြမှာ哦မပိုင်နေတဲ့ထူးခြားချက်တွေအကြောင်းပြောတဲ့အခါမဖြစ်မနေထည့်ပြရမယ့်အချက်တစ်ချက်ကျန်ပါသေးတယ်အဲ့ဒါကတော့သူတို့မှာတဘာဝကပေးထားတဲ့စွမ်းရည်တစ်မျိုးရှိတာပါ echo location လို့ခေါ်တဲ့အသံထုတ်လွှင့်ခြင်းမှာသူတို့ကအဲ့အသံထုတ်လွှင့်လိုက်ရုံနဲ့သူတို့စားမဲ့အစာကသူတို့နဲ့ဘလောက်အကွာအဝေးမှရှိရဲအရွယ်စားဘလောက်ကြီးအသေးရှိမဲ့ဘလို့ပုံသဏ္ဍာန်ရှိမဲ့ဆိုတာအာယုံခံနိုင်ပြီးအစာရှာစားကြတာပါ လပိုင်လေးတွေရဲ့အစာကတော့ငါးလေးတွေနဲ့ကင်ကြီးငါးတွေပေါ့သူတို့ကအဲ့လိုဆိုရင်ပိုင်ဆိုင်ရုံနဲ့မကအောင်ညံလဲကောင်းကြသေးရင်နော် ညံကောင်းနေဆိုတဲ့နေရာမှာဖြတ်ထိုးညံကောင်းရုံနေမှာမကောင်းမှတ်ညံနေကောင်းကြတာလူတွေတင်မိတာကိုလည်းမှတ်မိလွယ်ကြတယ်လူတွေကိုလည်းမှတ်မိကြတယ်လူတွေကိုလည်းကူညီပူးကြတယ်ကဲတင်ပူးကြတယ်သူတို့လေးတွေဟာလူမှုရေးနဲ့ကောင်းကြတယ်လူတွေလူပြောရင်တိတ်လူရဝင်နဲ့ကောင်းလေးပဲကွယ်သူတို့ဟာလူတွေကိုလည်းမကြောက်ပဲနဲ့ညောနှောနေထိုင်ကြပါသေးတယ်ဆုံးလဲစကားသာတကြလို့လူတွေရဲ့အချစ်တော်လေးဖြစ်လာကြတာပေါ့ လူတွေနဲ့မှမဟုတ်ဘူးသူတို့ပါသူတို့လည်းတိတ်အစော့မတက်ကောင်းလေးဖြစ်ပါတယ်အစိတ်ရှိလို့အများရှောင်ကြတဲ့ငပူတင်းလေးတွေတော့မှလူတွေပေါ်လုံးကစားကြသလိုကစားနေတတ်ကြတာပါရေအောက်မှာပူပေါင်းလေးတွေလည်းမှောက်ပြီးကစားနေတတ်ကြသေးတယ်လူတွေဆက်ပြတ်ပူပေါင်းနေနဲ့ဆော့သလိုမျိုးပေါ့နောက်ပြီးတော့လှိုင်းစီတိုင်းလေးကစားကြသေးတယ်ပြီးတော့လေဘော်ခုံတမလှည့်ပြီးအောင်ဆော့ကြသေးတယ်နော်တိတ်ကစားမပြီးတိတ်ချစ်ဖို့ကောင်းတဲ့ကောင်းလေးတွေပဲ ဒါကြောင့်လေသူတို့ကိုမြင်တဲ့သူတိုင်းကမချစ်ပဲမနေနိုင်ကြတာပေါ့သူတို့ကလည်းချစ်စရာကအမြဲပျော်ပျော်နေတတဲ့ပုံပေါက်တယ်လေအကောင်းမြင်တတဲ့သူတွေလို့အမြဲပြုံးနေလို့အတုံးနာပိုင်ရှင်တွေလို့တင်စားရတာပေါ့သူလေးတွေချင်တော့အမိုက်တွေစီကန်းရှိရှိပြစ်စေချင်တယ်နော်သူတို့ဟာလူတွေပစ်လိုက်တဲ့ပလတ်စတစ်တွေအမိုက်တွေကိုအစာထင်းပြီးစားမိတတ်ကြပြီးတော့တက်တန်းစိတ်မနေပဲတေဆုံးသွားနိုင်ကြပါတယ် ဒါကြောင့်သဘောဝတရားကြီးကိုချင်ရင်တိရစ္ဆာန်လေးတို့ချင်ရင်လူတွေကိုကူညီတက်ပြီးတော့အမြင်ပြုံးနေတဲ့တဲတဲ့ပိုင်းလေးတို့ချင်ရင်စီကံအမိုက်ပြစ်မချပဲနဲ့ကာကွယ်ဆောက်ရှောက်ပေးပါလို့ကူညီတောင်းခဲ့ပါတယ်။ကဲဒီနေ့လေးလာခဲ့တဲ့လပိုင်းလေးတွေအကြောင်းလေးကဘယ်နှချက်လောက်မှတ်မိသွားလဲဖြည့်ကြည့်ခဲ့ပါဦး။နောက်ထပ်ရောတခြားဘယ်တငင်ချင်းတွေအကြောင်းထပ်သိချင်သေးလဲဆိုတာ comment ပေးသားခဲ့အောင်နော်။ သင်မသိသေးတဲ့သူတို့အကြောင်းကိုစိတ်ဝင်စားပြီးတော့နောက်ထပ်တငယ်ချင်းလေးတွေအကြောင်းထပ်သိချင်သေးရဲဆိုရင်တော့ Avocado Story Recipe ဆိုရဲရွှေငါတို့ရဲ့ Facebook Page လေးနဲ့ Avo Story Magazine YouTube တို့ကို Like Follow Subscribe လုပ်ထားခဲ့လိုက်တော့เนาะနောက်တငယ်ချင်းအစ်တလေးအကြောင်းနဲ့တူပြန်လာခဲ့ပါမယ်